ဟယ်လိုယတနာဖြစ်စီတော့ပေါင်ကြီးရှုမှုကဘာလဲဆိုတာသိကြရအောင်အဲ့ဒါကပေါင်ကြောက်ဖြစ်တော့အင်္ဂါမတီချင်းကိုဖြစ်စီမှာပါနောက်ဆုံးမျိုးဆက်မှာတော့ပေါင်ကိုအလွန်အကျွံကြည့်ရှုခြင်းကြောင့်တည်တနာများစွာနဲ့ရင်ဆိုင်နေရပါတယ်သူတို့ကပေါင်ကိုအစွဲလန်းဖြစ်အောင်ကြည့်ရှုနေတဲ့အခါမှာတော့အဲ့ဒါကပေါင်ကြောက်ဖြစ်တော့အင်္ဂါမတီချင်းကိုဖြစ်စီမှာပါ အထူးသဖြင့်တနေ့ကို3နာရီမှ4နာရီကြီးရှုနေပြီးအလောက်ကနေထွက်လာရင်တော့အိပ်ဆက်ပုံစံနဲ့ပြဿနာတွေရင်ဆိုင်နေရပါတယ်အလုတ်လုံနေစင်မှာတော့အစွဲလမ်းထစ်အောင် လိမ့်အာယုံကိုလုံးရမယ်ဒါမှမဟုတ်ပေါင်းကြည့်ရမယ်အဲ့ဓာရီကပြဿနာဖြစ်စေတဲ့အရာတွေပါဒါကြောင့်လူတွေကပေါင်းကြည့်ရှုမှုကိုရှော့ချနိုင်မယ် အဲ့ဒီအစွဲလမ်းဖြစ်တဲ့ကြီးရှိမှုကိုရှင်းချနိုင်မယ်။အိမ်ကအခုထိထိန်းချုပ်လို့မရရင်ဆရာဝန်ကိုသွားလည်နိုင်ပါတယ်။သူတို့ကဒီပြဿနာကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကူညီပေးနိုင်ပါတယ်။